ဒေဝဂမ်ဘတ် The Sing Channel နေပြန်လည်ကြိုဆိုပါရစေဗျ။ဒီနေ့ Hollywood ရုပ်ရှင်သမိုင်းမှာခြံငယ်လို့မရတဲ့ရုပ်ရှင်တစ်ခုအကြောင်းပြောရအောင်။အဲဒါ Harry Potter ပါ။ Explain and say up. Wow. Ed. Mr. Potter, our new celebrity. But we can expect great things from you. Harry Potter ရဲ့ဇာတ်လမ်းကိုတော့ပြောမှာမဟုတ်ဘူးဗျ။ Harry Potter ဆိုတဲ့သမိုင်းဝင်ရုပ်ရှင်တစ်ခုကိုဘယ်လိုဖန်တီးခဲ့ကြလဲဆိုတဲ့အကြောင်းအရာကိုပြောမှာပါပထမဦးဆုံးအနေနဲ့ပြောချင်တာက Harry Potter ဇာတ်ကားရယ်လို့စဖြစ်လာဖို့အတွက်ဖန်တီးခဲ့တဲ့အရာတွေပါ Harry Potter ဇာတ်လမ်းထဲမှာပါတဲ့ကျွန်တော်တို့ကိုအပြည့်အဝဖန်ဆားနိုင်တဲ့ Hogwarts ဆိုတဲ့မော်ကျောင်းတော်ကြီးရယ်အစွမ်းရှိတဲ့ဂါရာမန်နာရယ်မော်အစွမ်းကိုတုံးပြကြတဲ့လူဖွဲ့စည်းရယ်ဒါရီကိုဖန်တီးခဲ့တဲ့ JK Rowling လို့ခေါ်တဲ့မြို့သမီးတယောက်သူမပိုင်ဆိုင်တဲ့ပုံမြင်တွေနဲ့ မောပညာကိုတကယ်ဘဝတွေကိုယူဆောင်လာဖို့ကြိုးစားခဲ့တဲ့သူမရဲ့အိမ်မက်တွေကိုလည်းခြံထားခဲ့လို့မရပါဘူး1999မှာ Warner Brothers ကုမ္ပဏီက Harry Potter ကိုရုပ်ရှင်ဖြစ်အသက်သွင်းမှုအတွက် Harry Potter ရဲ့ပိုင်ရှင်စိုင်းဆရာမ J.K. Rowling စီကဝယ်ခဲ့တယ်ဒါပေမဲ့ Harry Potter ဇာလံကြီးတစ်ခုလုံးရဲ့ထိန်းချုပ်ခွင့်ကိုတော့ J.K. Rowling စီကမရခဲ့ပါဘူး Harry Potter ကိုရုပ်ရှင်ဖြစ်အသက်သွင်းတဲ့အခါမှာလည်း Production တစ်ခုလုံးရဲ့နောက်ွယ်မှာ J.K. Rowling ရဲ့လွှမ်းမိုးမှုကအများကြီးပါဘယ်လောက်ထိလွှမ်းမိုးခဲ့သလဲဆိုရင် ဝါနာဘရဒါကဟယ်ရီပေါ်တာကိုရိုက်ဖို့အတွက်ပထမဦးဆုံးဒါရိုက်တာနေရာကိုဒါရိုက်တာကြီးစတီဗင်စပီဘက်နဲ့ရိုက်ဖို့လုပ်ခဲ့ပေမဲ့ JK Rowling နဲ့ညှိနှိုင်းမှုတွေအဆင်မပြေတဲ့အတွက်မရိုက်ဖြစ်ခဲ့ဘူး Harry Potter ရဲ့ပထမဦးဆုံးကားဖြစ်တဲ့ Harry Potter and the Sorcerer's Stone ကို director Chris Columbus နဲ့ရိုက်ကူးခဲ့တာပါနောက် Harry Potter ကို Warner Brother က American Style အနေနဲ့ဖန်တီးခြင်းနဲ့ဒါပေမဲ့ JK Rowling ကလက်မခံခဲ့ဘူးပြဇလန်တစ်လျှောက်လုံးမှာပါမဲ့ Atari costume တွေတင်ရ setting တွေနောက်ဆုံးစကားပြောတဲ့လေယူလီသင်းကအစ authentically British ဖြစ်နေရပါမယ်အဲ့လောက်ထိကိုလွှမ်းမိုးတာပါဒါတွေကလည်းအကြောင်းရှိပါတယ်ဗျ Harry Potter story ကို Warner Brother ဝယ်ယူခဲ့တဲ့အချိန်1999ခုနှစ်မတိုင်ခင်ကတည်းက Harry Potter ဝတ္ထုကတကဘာလုံးမှာနာမည်ကြီးပြီးပြည်သက်အခိုင်အမာရှိပြီးသားပါမီလီယံနဲ့ချီတဲ့ရောင်းအားတွေရထားပြီးသားမူပိုင်ခွင့်ကလည်း JK Rowling နဲ့ပိုင်တာဖြစ်ပြီးအဲ့ဒီအချိန် Harry Potter ရဲ့ timeline ဟာ ဆ iam JK Rowling ရဲ့လက်ထဲမှာပဲရှိနေသေးတာပါ timeline ဒီတစ်ခုလုံးမပြီးသေးဘူးဆိုပါတော့နောက်အရေးကြီးဆုံးက Harry Potter ရဲ့ fan dan က globally မှာကိုအတော်ကြီးပါတယ်ဒါကြောင့်လဲ Warner Brother ကစမတ်ကြစွာနဲ့ပဲ risk မျိုးခဲ့ပါဘူး JK Rowling ရဲ့ဆုံးဖြတ်ချက်မှာပါပဲဇလန်းကိုအပြောင်းအလဲအကြီးကြီးမားမားမလုပ်ခဲ့ဘူးဒီလိုညှိနှိုင်းမှုတွေလုပ်ပြရတဲ့ audition စပြီ Harry Potter role အတွက်ကလေးရောက်9000လောက် audition ဝင်ခဲ့ကြတယ်ဗျတကယ်လဲ Harry Potter ဖြစ်လာတဲ့ Daniel Radcliffe က first audition မှာမပါခဲ့ဘူးဗျ producer က daniel ကို bbc ကပြတဲ့ရုပ်ရှင်တစ်ခုကနေတွေ့ပြီးရွေးခဲ့တာပါ mw san ကလည်းသူ့ audition ကိုကျောင်းကနေတဆင့်ပဲလုပ်ခဲ့တာပါ harry potter and the sorcerer's stone အတွက်အချားတူဆောင်အတော်များများဟာလဲ British တူဆောင်တွေကိုပဲရွှေခဲ့တာပါ Hollywood ကရိုက်တဲ့ British ဇာတ်ကားလို့ပြောရမှာဗျ Harry Potter ဇာတ်ကားအတွက်အဓိကတူဆောင်၃ယောက်ဟာဇလန်းရသူရဲ့နှုတ်ရှားပုံတွေမန်တန်ရွတ်ပုံတွေ acting skill တွေ ်စသဖြင့်ဇက်ကမရိုက်ခင်အတော်အချိန်ယူပြီးတော့ training လုပ်ရတာပါအဓိကဇက်ကောင်ကလေးတွေဟာသူရဲ့တကယ့်ပညာရည်အတွက်လဲကမ်သေးမှပဲတင်ယူဖို့ရုပ်ရှင်ထုတ်လို့ရေးကအစီအစဉ်ထားတာပါနောက်တစ်ခုက Harry Potter and the Sorcerer's Stone ရဲ့နာမည်အရင်က Harry Potter and ်ဖီလိုဆိုဖာစတုန်းမှာ US market အတွက် sorcerer stone ဆိုတဲ့အမည်နဲ့ထုတ်ခဲ့ပြီး British market အတွက်မူရင်းနာမည် philosopher stone နဲ့ပဲထုတ်တာပါရိုက်ကူးရင်းမှာလည်းအဲ့ဒီဇက်ဝင်ခန်းလေးအတွက်နှမျိုးရိုက်ခဲ့ရတယ်ဗျ Harry Potter and the Sorcerer's Stone ကို budget 125 million အသုံးပြုခဲ့တယ်ဗျ Now စကားတိုင်းမှာအသုံးပြုခဲ့တဲ့ Howard ကျောင်းတော်ကြီးရဲ့နေရာအတော်များများဟာတကယ်စတင်တိဆောက်ထားတာပါဘယ်လောက်အသေးစိတ်သလဲဆိုရင်အခု since မှမြင်နေရတဲ့လေပေါ်မှာပြန်နေတဲ့ဖျောင်းနိုင်တွေဟာ တကယ်ဆက်တင်လုပ်ထားတာပါအဲ့ဒီဖြောင်းနိုင်ရ ဖျောင်းနိုင်ပေါင်း400ရှိတယ်ဗျ CGI မဟုတ်ပါဘူးဒီဇက်ဝင်ခန်းရိုက်ကူးနေတဲ့အချိန်ဖျောင်းဆက်တွေအောက်ကိုကျတာဖြစ်တဲ့အကြောင်းမလို့အဲ့ဒီအပူတွေကိုလည်းတရုတ်ဆောင်တွေကရင်ဆိုင်ရတာပါ Now Howard Express Scenes မှာပါတဲ့ရင်ဝင်ွေသုံးယထာကြီးကတကယ်ယထာကြီးပါဒီရိုက်ကွက်အတွက် Scotland ကနေပြီးတော့ဒီယထာကြီးကိုယူပြီးအသုံးပြုထားတာပါနောက်ထပ်နောက်ထပ်အသေးစိတ်ပြင်ထားတဲ့အရာတွေလည်းအများကြီးပြဒီဇာကားလေးမှာပါတဲ့နေရာမှာချိန်ထားတဲ့ပကြီကားတွေအဲ့ဒီပကြီကားတွေအတွက် ပါဝင်တဲ့တရုတ်ဆောင်တွေကိုဝစ်ဆုံဝိတ်ပြီးတရားထိုင်ဆွဲခဲ့တဲ့ပကြီးတွေပါပြောရရင်တော့ရှိပြီးသား random အတေကိုအတုံးမပြုခဲ့တယ်လို့ CGI လည်းမဟုတ်ပါဘူး။နောက်ဓမျက်စီးပြန်တွေ DI Queen အတွက် Atari တရားတရုတ်ဆောင်နိုင်ဖို့ဓမျက်စီးပြန်စီးနေတဲ့အချိန် balance ဖြစ်ဖို့အတွက်တရား design ထုတ်ပြီးတိဆောက်ထားတဲ့အရာတွေပါ။ဒီမှာပါတဲ့တရုတ်ဆောင်အတိုင်းအတွက် costume တွေမော်အုပ်ထုတ်တွေ မော်ဒုတ်တန်တွေရအစတရားနဲ့တရားဒီဇိုင်းမတူပါဘူးဇလန်းအိယရွေချက်လင်းမတူညီကြတဲ့အတွက်ကြောင့်ပါအဲလောက်ထီကိုသူတို့အသေးစိတ်ထားတာပါဒီလိုစက်တင်တွေကိုအသေးစိတ်တိဆောက်တယ်လို့ special effect ဖြစ်တဲ့ green screen နဲ့ CGI team ဖက်ကနေတကယ့်ပညာရှင်တွေကလည်းအားထုတ်မှုတွေအများကြီးပါဒါတွေဟာဒီဇက်ကားရဲ့ pre production အတွက်အားထုတ်မှုတွေပါ နောက်ရိုက်ကွင်းတစ်ခုမှပြထားတဲ့အရာတွေဇဝင်ကန်းတစ်ခုမှပါတဲ့ဟောတစ်ခုလုံးမှရှိတဲ့အစာအစာတွေအဲ့ဒီအစာအစာတွေကတကယ်အစ်စ်တွေကိုပဲတရားပြင်ဆင်ထားတာပါဂျက်ကင်တွေပူတင်းတွေ အသားကင်တွေကအစာပေါ့ဗျာဒါပေမဲ့ရိုက်ကွင်းကတရက်ထဲနဲ့ပြီးတာမဟုတ်တဲ့အတွက်ပထမရက်တော့အစာအစာတွေကအစ်စ်ဖြစ်ပေမဲ့နောက်ရက်တွေအတွက်တော့အစာအစာတွေကိုပုံစံအတူတူဖန်တီးရတာပါ Harry Potter ဇာတ်ကားရဲ့တချို့ scenes တွေအရတိရွဆောင်တဲ့အတိရွဆောင်အတော်များများဟာကလေးတွေဖြစ်နေတော့ နည်းနည်းဆိုရည်နေကြတာနဲ့အချိန်ချင်းပြန်ရရတယ်ရှိပါတယ်အချို့ scene stage ဆိုရင်အခါ30လောက်ရိုက်ကူးခဲ့ရတဲ့အရာတွေတောင်ရှိတယ်ဗျ Harry Potter မှာဘာရဲ့အဓိကဆက်ကောင်တယောက်ဖြစ်တဲ့ Emma Watson ကအတော်ညံကောင်းတယ်လို့ပြောရမှာဗျဇလန်းတစ်ခုလုံးရဲ့ script အကုန်လုံးကိုအလွတ်ရနေတာပါအခြားသူဆောင်တွေမှားရင်တောင် तू ကထောက်ပြပြင်ပေးနေတာပါ She's good right Now Harry Potter and the Sorcerer's Stone စကားရဲ့နောက်ဆုံးဇာတ်ဝင်ခန်းမှာပါတဲ့ chess အကောင်တွေက တကယ်ကိုလူကြီးရွယ်လောက်ရှိတဲ့ site တွေကိုကြီးစောက်ထားတာပါအဲ့ဒီ chess အကောင်ကြီးတွေအတွင်းထဲမှာ mortar နဲ့ချိန်ပြီးတော့ရွေလျားကြတာပါဒါတွေကို special effort တွေနဲ့ရော်ပြီးသုံးသွားတယ်ဆိုတော့အဲ့ဒီဇဝင်ခန်းလေးကလည်းအတော်ကြီးကောင်းတဲ့ဇဝင်ခန်းလေးပါဒီလိုဇကားကောင်းတစ်ခုဖြစ်လာဖို့အတွက် သူတို့ရဲ့စ조사ပြင်ဆင်ကြပုံနဲ့အားထုတ်မှုတွေဟာတကယ်ကိုချီးကျူးလေးစားအတူယူစရာကောင်းတာပါဒီလို조사မှုတွေကြောင့်လဲ Harry Potter and the Sorcerer's Stone ဟာကဘာတဝမ်းလုံးမှာအတော်အောင်မြင်ခဲ့တာပါ2000တခုနှစ်ရဲ့ဝငွေအကောင်းဆုံးရုပ်ရှင်ဖြစ်ခဲ့တယ်။ဘာဂျက်ရ125မီလီယံရင်းခဲ့ပေမဲ့ box office ကနေပြန်ရတဲ့ငွေက1.026ဘီလီယံပြန်ရခဲ့တာပါ။ Okay, ဒီမှာ Harry Potter and the Sorcerer's Stone ပြီးသွားပြီမယ်။ပရိသတ်အခိုင်အမာရှိပြီးသား Harry Potter ရဲ့နောက်ဆက်တွဲဇာတ်လမ်းတွေနဲ့ timeline ကြီးတစ်ခုလုံးရှိနေတာဖြစ်တဲ့အတွက်ကြောင့်မလို့ doing business ကမပြီးသေးပါဘူး။ business အမြင်အရဆိုရင်ယန္တနာတိုက်ကြီးတစ်ခုလို့ဖြစ်လာခဲ့တာကိုအဲဒီတော့ Harry Potter ပိုင်ရှင် J.K. Rowling နဲ့ Warner Brother Company ရဲ့နောက်ွယ်ရအကြောင်းတွေကိုထပ်လေ့လာရအောင်။ဒီနေရာမှာ Science ရမှာ J.K. Rowling ကဘာမှ Science ရာတွေ ဝိထုပိုင်ရှင်တွေလို့မဟုတ်ပါဘူး။သူကဒီစတိုရီတစ်ခုလုံးကိုစောင့်ရှောက်သူဖြစ်ရှင်နေကြတာပါ။သူမကိုယ်တိုင်ဖန်တီးထားတဲ့အရာမူပိုင်ခွင့်ကလည်းသူမလက်ထဲမှာ။အဲ့ဒီချိန်မီလန်နဲကလည်းဖြစ်ပြီးသားဆိုတော့ဘာပြောကောင်းမလဲဗျာ။စင်မော်ကလူပေါ့။ကျွန်တော်အမြင်ပြောရရင်တော့ JK Rowling ကအတော် creative ဖြစ်ပြီး smart ဖြစ်တဲ့လူပါ။ Warner Brother Company နဲ့လည်း relationship အတော်ကောင်းတဲ့အနေအထားဗျ။ပုံမှန်ဆိုရင်ကျွန်တော်တို့သိရသလောက်ဝိထုတစ်ပုဒ်ကိုရုပ်ရှင်ကုမ္ပဏီကဝယ်တယ်။ ရုပ်ရှင်ကုမ္ပဏီလက်ထဲရောက်သွားတဲ့အခါမှာကုမ္ပဏီကဒီရုပ်ရှင်အတွက် manage အကုန်လုံးရသွားခဲ့ပေမဲ့ JK Rowling ကတော့အဲ့လိုမဟုတ်ခဲ့ပါဘူး Harry Potter အတွက် Warner Brother နဲ့ partnership role ကိုအရယူပြီး business and creativity လုပ်သွားနိုင်နေသူပါနောက်ပိုင်းပေါ်ပြထားတဲ့ key balance တွေအရ creative direction ကို JK Rowling ဘက်ကယူထားပြီး technical နဲ့ commercial ကို Warner Brother ဘက်ကယူထားတယ်လို့သိရတယ်ဗျ Harry Potter ရုပ်ရှင်အတွက် ဒရိုက်တာခရစ်ကိုလန်ဘတ်နဲ့လည်းအတော် closely အသေးချာအလုပ်လုပ်ခဲ့တယ်လို့ဆိုရမယ်ဗျငွေရင်းစာအုပ်နဲ့ဇာညွှန်းထဲမှာမဖော်ပြထားတဲ့ character တစ်ခုရဲ့ background story တွေကအစသေချာရှင်းပြနိုင်နေသူပါဒါကြောင့်လဲဒီဇာတ်ကားမှာပါတဲ့ Alan Rickman တို့ဆောင်ခဲ့တဲ့ Professor Snape ရဲ့ဇာတ်ကောင်ဟာရှုဝတ်ချက်တွေနဲ့အတော်ပြပြင်းပြီးစိတ်ဝင်စားစရာကောင်းခဲ့တာပါတကယ်ဆို Harry Potter and the Sorcerer's Stone က ရုပ်ရှင်တကားချက်အများကြီးပို့ခဲ့ပါတယ်စိတ်ကူးရင်ဇလန်းဆိုပေမဲ့ Magic Culture Society တခုကိုအကောင်းဆုံးတည်ဆောက်နိုင်ခဲ့တယ်တန်ပေါင်းများစွာသောလူတွေကို inspire ဖြစ်စေခဲ့တယ်ဝတ္ထုတစ်ပုဒ်ကစခဲ့တယ်ဆိုပေမဲ့ Hollywood ရဲ့ကြီးကျယ်ခမ်းနားတဲ့ Harry Potter Universe ကြီးတခုလုံးကိုတည်ဆောက်နိုင်ခဲ့တာပါကျွန်တော်တို့ကိုယ်တိုင်လည်း Harry Potter ရဲ့ပရိသတ်ဖြစ်ခဲ့တော့ကျွန်တော်တို့ရဲ့အိမ်မက်ကဘာတွေက Howard မော်ကျောင်းတော်ကြီးကိုရောက်ဖူးချင်နေတာပါမိတ်ဆွေတို့ရော Harry Potter နဲ့ပတ်သက်တဲ့ မှတ်ရစရာလေးတွေရှိညှဝေသားပါအောင်ဗျဒီအစီအစဉ်လေးကိုတော့ဒီမှာပဲရမယ်ဗျအဆုံးအထိရှိနေပြီတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်ဇီယိုနက်စ်